ดีกันได้ก็ตรวจติตายบอกเอ้ตดีท่านน้าบอกเลยอะไรนั่นเสตเนี่เออพี่เจนี่มาอาเรามีกลามาเราแวโอ้เพื่อดูเพื่อตาอ่ากูเราเชื่อใช่ไหมเนี่ยอะไรดีกันเนี่ย 那说等你庙嘛，那那阿妈说个，来到庙旁边，看到那我的大小的那个那汤来嘛，咋地不上？阿来地的老到地的阿张家那到那来洗的不嘞？哎，这些都个开开的啊，洗的，那我也接接。 တော့ရဲလာရဲလှုပ်ချိုရဲတော့လာရဲဆိုတော့အခက်များကြားတဲ့ကအခက်ခက်ကြားတဲ့ကပဲလူငယ်တို့လူငယ်တို့စုကနေပြီးတော့ကျွန်တော်တို့ဘယ်လိုခေါ်လဲအာ KYO လာအဲဒီကလူငယ်တို့စုကနေပြီးတော့မှကိုရင်နေနာမည်နဲ့တခုပေါ့လေ အဲ့ဒါသူတို့ကတရဝတိတိုင်းဆိုတဲ့ဟာကိုသူတို့ကတရဝတိဆိုတဲ့ဟာတတိထနာတခုထုထောင်တယ်အဲ့ဒါခက်ခဲအခြေအနေမျိုးကြာကြာတည်းမှာပေါ့လေအာအခုဆိုရင်20နှစ်ရှိပါပြီအဲ့တော့ကျွန်တော်တိတက20နှစ်အတွင်းမှာတောင်းခါလေတော့မဟုတ်ဘာလဲတရိုက်တာလေအဲ့ဒါလေရောတော့ပြောင်းသွားပြီး ဆိုတော့27ရက်အချိန်နေမှာခဲမြမြချာတဲ့မှာကရတဲ့နိုင်တော့ဝဲဟိုနည်းနည်းအရှိတာပေါ့လေဒါပဲကတရဝတိတိုက်ကိုကျွန်တော်အနေနဲ့ကောက်စစ်စီလို့မဟုတ်တရုတ်ပြောတာအများကြီးရှိတယ်နော်ခဲရတာတချို့ရှိဝေဖာတာရှိတယ်ဆိုတော့အဲ့ဒါတော့အမြဲတမ်းကျွန်တော်စေတနာနဲ့ပြောပြလေးရှိတယ် အထုတ်တပြေဒီတဏသနာဆိုတာယတိနိုင်ဖို့ဆိုတော့ကပြည်သူလူထုအပေါ်မှာအများကြီးမှုတည်တယ်ပြည်သူလူထောက်ခမှုယုတ်ကြည်မှုအကောမှုဆိုတာမရှိဘဲနဲ့ယတိဆက်လက်ပြီးတော့ယတိနိုင်မှာမဟုတ်ဘူးဆိုလိုချင်တာကတတိသနာဆိုတာကဖြစ်ပြနေတဲ့အခြေအနေအမျိုးမျိုးကြားထဲမှာတတိကိုပြည်သူလူထုရှိကိုအတိပေးရတယ်ချပြပေးရတယ် အဲ့ဒါပြောရှင်တာကဘယ်မလိုက်ဖို့လို့တယ်နော်နေရဒါကြောက်ကြောက်ဖို့တော့မလိုဘူးလေတကယ်တတိထနာဆိုတာကမမကကရေးတာပဲဖို့ပြည်သူလူထုအပေါ်မမကကတပြဖို့ဘယ်မလိုက်ဖို့နော်ကျွန်တော်တို့ကအချိန်နေရရတော်လာရင်နေမြေမှာ ရှိနေပြီမင်းလို့တော်လာရင်ကောင်းဆောင်တချို့တွေ အဖွဲ့စည်းကောင်းဆောင်တချို့လေအဖွဲ့စည်းတချို့လေလူတဦးတယောက်အမအရွေးတော်ရှိမှပဲလေဒါကိုထောက်ပြဝေဖာဖို့ဩတိုက်ရဲမပြောရဲပေမဲ့လို့တတင်းဌာနကနေပြီးတော့မှဟိုထောက်ပြပေးဖို့လိုတယ်လို့မြင်ပါတယ်ဒါတွေကဆက်ဆက်လောက်ချဖို့လိုတယ်အဲ့တော့ တတင်းဆိုတဲ့ကိစ္စကလူထုကအခုအချိန်တွေကတတိကပေါင်းများစွာမို့လို့ပေါက်နေတယ်တတိသနာလေကအမျိုးမျိုးအဖို့ဖို့မာတာရောမာတာရောရောရီရောဘာကောမတီတော့ဘူးအဲ့တော့ကတော်တော့ဒီတိုင်းအနေနဲ့နေပေါင်း20နှစ်တော့ရတည်နိုင်တော့ပဲအဲ့ဒါပြည်သူလူထုရဲ့ယုံကြည်အကိုမှုတချို့တော့ရနေပါပြီအဲ့ဒါကြောင့်မိမိရဲ့ကိုတိတ်ခါ မိမိအဖွဲ့သူဖွဲ့သားယောတာမှုပေါ်မှာမတည်ပြီးတော့မှဟိုဟိုပြည်သူလူထုရှစ်နေတည်းရွေတော်လာရဲ့ရှစ်နေတည်းရွေအမတရားဖက်ကနေပြီးတော့မှလူတုဖက်ကနေပြီးတော့မှဟိုတတိအမကိုရေးတာဒီတတိအမကိုရယူပြီး အမတရားကိုဖက် ်ဖောက်တော့ကြဖို့ပဲလို့ပြောချင်ပါတယ်